အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ရဲ့ AOU Channel လေးမှာကြိုဆိုလိုက်ပါရရှင်ညီမဒီနေ့ဖျက်ပြပေးခြင်းရဲ့အကြောင်းအရာလေးကတော့စားတောင်စရာတော်ကြီးအားမာနက်လှုပ်ကြံခြင်းဆိုတဲ့ဆောင်းပါးလေးအကြောင်းကိုဘူးတုဒ္ဒရပွဲတင်ဆက်ဖျက်ပြပေးခြင်းတာပဲဖြစ်ပါရရှင်ဆရာတော်ပြိဋိဘံမဆန်ရင်တစ်နှစ်အလိုခံတွင်ဖြစ်သည်တဲ့ဆရာတော်ဤကျမ်းမာရည်သည်တစ်နေ့ထက်တစ်နေ့ဆိုးဝါးနေသည်သို့တော်ဒဇာမုံလာလောက်တွင်ရန်ကင်းတောင်ကြီးတာသူကြွကတပည့်တော်ကများကိုတရားပြပေးသည်ဓမ္မယုံထဲတွင်တော့မဟုတ် ဆရာတော်သတင်းထုတ်တော်မူသောဒေါ်အေးဝင်းကျောင်းမော်ရင်ဖြစ်သည်ညတရားထိုင်ပြီးချိန်တွင်ဆရာတော်သည်ဖျားခန့်သို့ကြွကာဖျားကြော်ပြီးနားနေခန်းထဲသို့ကြွလေသည်ထိုအခါအချို့သောတပည့်တော်မကားတို့သည်ဆရာတော်လျှောက်ရာစင်ကြံလန်းတွင်ကြောကြပြန်သည်ထိုထဲတွင်မန္တလေးနန်းတော်ရှိမုံတိုင်းဓမာယုံနားတွင်နေထိုင်ကြသောဥကျော်ထေးကျောင်းဆရာဇနီးမောင်နှင့်လည်းပါဝင်ကြလေသည်ဆရာတော်သည်ဥကျော်ထေးနားရောက်သည်နှင့်စုရီတလီကြီးပေးလေသည်ဆရာတော်၏မတောင်းမဲမလျှောက်ဘဲစုရီရနေသူပင်ဖြစ် သည်ထိုနေ့ဖို့ဥကြော်သေးဤရင်ထဲမှာဖွင့်သောဘန်းများဝေးစားနေမိမှာမခံမန်းနိုင်လန်းအောင်မြားပြနေပေလိမ့်မည်ဒါကိုဥကြော်သေးပဲတည်နေလည်းမည်နောက်တနေ့ဆရာတော်ကတရားပြပြန်သည်ဆရာတော်ဖရာဤတရားပြမိတ်ဆွေချက်တွေကတိတ်မပြီသားခြင်းစကားများလုံးထွေးနေတဲ့အောင်ရှိသည်အရှူရဲ့၍ဝေဒနာလိုက်သည့်အချိန်တို့ရောက်လာသည်ကျောင်းပေါ်တွင်တိတ်ဆိတ်စွာညီသက်နေသည်မှာ အကြံတန်ကြားရသလောက်ပင်ထီပင် ဆရာတော်ကခွေးချေခုံအမြင့်လေးတွင်ထိုင်ကတရားပြနေသည်ခဏကြာတွင်ဘုံကနေအတန်ကြီးကြားလိုက်ရသည်မိသူမမျက်လုံးခွင့်မကြည့်ကန်နေဥစတဲ့မျက်လုံးခွင့်ကြည့်သူမှာကျွန်တော်အမေပင်ဖြစ်သည်ဆရာတော်သည်ခွေးချေခုံအမြင့်မှပြုတ်ကျခြင်းဖြစ်သည်ပစမလည်းအတန်တင်ဝင်ရင်းကဘာတွေပြောနေရွတ်ဖတ်နေမှမသိအမေဒီသူ့ရှိရင်ထိုင်နေတော့ကိုအေးကျော်ကိုခါတူကအော်ဟစ်အကူကြီးတောင်းနေတော့ဒီအမေလုံးကြပါအောင်လုံးကြပါအောင်ဆရာတော်ဘာဖြစ်တယ်လဲမသိဘူးလုံးကြပါအောင်လို့ တရားထိုင်ယောဂီများကမန်ဂရန်တရားချပါဆရာတော်ကိုပြုစုကြသည်ထို့အထက်တွင်ကျောင်းဆရာဥကျော်ထေးပါလေသည်ဥကျော်ထေးဖဲကြဖဲကြလူတွေတိတ်မအောင်ကြပါနဲ့အောင်တိတ်မအောင်ကြပါနဲ့အောင်ဥကျော်ထေးသည်ဆရာတော်ကိုပြောပြောဆိုဆိုပွေ့ချီကကျမ်းမြင်တွင်ပလက်လန်လီရှင်မတ်ကိုလက်နဲ့ဖက်ပြဖြီသည်ထို့နောက်ဆရာတော်ဤပဆက်ကိုသူဤပဆက်လေးမှုတ်ခါလေးကိုထဲ့သွင်းလေသည်ချက်ချင်းဆိုသူတို့ဆရာတော်တရိလေးလာလေသည်ပဆက်မှလည်းတွတ်တွတ်နေပြောဆိုနေသည်လားရွတ်ဖက်နေသည်လားမသိတော့ပါဆရာတော်ကိုရေတိုက်သည်ထို့နောက်တွဲ ထုကသတင်းတုံးရပတ်လက်ကလက်ထိုင်းကိုတွဲခေါ်လာကြသည်ဥကြော်သည်ဆရာတော်တတ်တာပါလားအရှင်ဘုရားဆရာတော်ကခေါင်းငိမ့်သည်တပည့်တော်ကများကလည်းရက်ခတ်ပြီးကြသည်ဝိုင်းဝန်းနှိမ့်ငယ်ပြီးကြသည်ဥကြော်သည်စိတ်ပူလိုက်ရတာဆရာတော်ရဲ့ကောက်ခံငင်ကဘလို့ဖြစ်သွားတာလဲအရှင်ဘုရားဆရာတော်ကမာနက်လာလှုပ်ကြန်တာပါမာနက်တော့မဟုတ်ဘူးသူ့အဆွေအပွားတွေပါမာနက်ကြီးကသူတို့ကောင်းကြီးဖြစ်သွားပြီးဥကြော်သည်ကအဲ့ဒီနဲ့ဘယောက်သွားလဲအရှင်ဘုရားဆရာတော်သည်ကြမ်းမြင်ကိုလက်မျိုးထိုးပြလေသည်အဝေး စည်းသူရောက်သွားသည့်သဘောကိုပြလေသည်ဥချော်သည်ကအော်တော်သေးတာပေါ့ဆရာတော်ရင်ဆရာတော်ကျောက်ကကဘာတသိန်းပါရမီဖြည့်ခဲ့တာတစ္ဆာဆိုလိုက်တယ်လို့ပါပဲတဲ့မတ်ချက်ဆရာတော်သည်ထိုအကြောင်းညာများကိုကြိုမြင်တော်မူသောကြောင့်ဥချော်သည်ကိုချူတင်၍စုရီပေးခြင်းဖြစ်ဟန်တူပါသည်လို့ညှိတာထားပါတယ်ရှင်ဝီရေးသားသူကိုလည်းလေးစားစွာဖြင့် credit ပေးအပ်ပါတယ်ရှင်နားဆင်မိခဲ့ကြတဲ့ပိတ်သက်ကြီးအားလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်